ဟမတ်စ်အဖွဲ့ကြီးဂါဇာရှိစာနာပြသူများကိုပြင်းပြင်းထန်ထန်ပြိုခွင်းခဲ့ပြီးကိုမျက်ချင်းနဲ့လူခွင်းရင်ချုပ်ပေါမှုများအစီကစားများပြောင်းပြောင်းပေါ်ပေါလာခဲ့သည်အမှုတွေတစ်ခုတွင်တန်နစနနှစ်အရွယ်အိုဒင်နာဆာအယ်ရာဘီဒီ၎င်း၏ရုပ်အလောင်းအတ္တိပေးချက်အဖြစ်မိသားစုအိမ်တကားဝတွင်မထားခဲ့မီနိုင်ရီပေါင်းများစွာနှိစက်ခံခဲ့ရသည်အယ်ရာဘီစာဗနာတွင်လူများကဟမတ်စ်အားအနာမဖယ်ဆိုင်ရန်တောင်းဆိုကြွေးကြော်ခဲ့ကြသည်ဂါဇာစီးတီးရှိဘိတ်လာဟီယာနှင့် စီကြရာရောက်ွက်များတဲ့ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။ဤဆန္ဒပြမှုများသည်ဆက်လက်ဖြစ်ပေါ်နေသောစစ်ပွဲနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြမ်းတဲများပုံမိုဆိုးဝါးလာခြင်းကြောင့်ဒုက္ခဒေါသများတိုးပွားလာခြင်းပြသနေသည်။ဟမတ်စ်ဖွဲ့သည်ဆန္ဒပြပွဲများကိုနေနေရန်အတွက်လူဒုအားရိုင်းနက်ဖက်ဖန်စီမှုများကိုအုံပြုကကြံဖက်များဖြင့်တုတ်ပြန်ခဲ့သည်။လူအခွင့်အရေးဖွဲ့များကဟမတ်စ်တို့၏ချင်းချောက်မှုနှင့် ရက်ဆက်ချမ်းကျုံမှုများကိုရှုတ်ချခဲ့သည်။ကမ္ဘာကောင်းဆောင်အများကြားသည့်အချိန်နှင့် data တွင်တည်ငြိမ်မှုအပေါ်၎င်း၏အကျိုးတရားမှုကိုစိုးရိမ်နေကြသည်။မီဒီယာမှဘာသာပြန်ထားတော့မှကြာသည်မီကဗီဒီယိုဖိုင်သည်ကစားမြောက်ပိုင်းရှိလူတုသဘောထားကွဲလွန်မှုများကိုဖမ်းယူထားသည်ဘိလာဟီယာစာပြပွဲတစ်ခုတွင်လူများ၏ဟာမတ်ပြည်နယ်ဂါဇာရှိအကြတဲ့ကိုစိတ်ပြက်ကြောင်းဖော်ပြခဲ့ကြသည်စာပြပွဲတူကဘိလာဟီယာမှာရှိတဲ့လူတွေဟာ ဟာမတ်ရဲ့အုပ်ချုပ်မှုကိုဆန့်ကျင်ပြီးဂါဇာကမ်းမြောင်ရဲ့အခြေအနေကဥပေါ်ကဖေးဥပေါ်ဖြစ်နေတယ်လို့ပြောခဲ့ပါတယ်။ဣသရေလကျင်းသားတွေရဲ့အသက်ရှင်နိုင်ဖို့ဟာမတ်တွေကိုလှုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။နောက်ထပ်ကျင်းသားတွေတဦးကဟာမတ်ကိုဒုက္ခရောက်နေချိန်မှာပြည်ပထောင်ရတီဖို့ပြောတာကိုဝေဖန်ခဲ့ပါတယ်။ဟာမတ်အနေနဲ့ဂါဇာမှာဖြစ်နေတာတွေကိုရပ်တန့်ပါလို့၎င်းတို့ကတောင်းဆိုခဲ့ကြပါတယ်။အခြားသူများကငြိမ်းချမ်းရေးနဲ့ဟာမတ်တွေအုပ်ချုပ်မှုကိုအဆုံးသတ်ရန်တောင်းဆိုခဲ့ကြသည်။ ဟောပြောတူတူကကျွန်တော်တို့ဘိတ်လာဟီယာကလူတွေကငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုလိုချင်တယ်ရက်ဆက်ကြံကြုတ်တဲ့အုပ်ချုပ်မှုကိုညှင်းပယ်တဲ့ငါတို့ခေါင်းဆောင်တွေကိုရွေးချယ်မယ်လို့ပြောပါတယ်။နောက်တစနတ်ပြောတူကတော့စစ်ပွဲရလိုက်ငါတို့အသက်ရှင်ချင်တယ်ဆိုပြီးပြောတယ်။အခြားသူကတော့လူများဟာဟာမတ်ကိုညှင်းပယ်ကြပြီး၎င်းရဲ့အုပ်ချုပ်မှုပြီးဆုံးသွားခဲ့ပြီးဟာမတ်တို့ကကျွန်တော်တို့ကိုဖျက်ဆီးတပ်ပြစ်တာကျွန်တော်တို့အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တယ်။ဒါကြောင့် ဘေးလာဟီယာဒီလူငယ်ရောလူကြီးရောအမှတ်တွေအုပ်ချုပ်မှုကိုဆုံးတိုက်ရန်စီလုံးညီညွတ်စွာရည်တည်ခဲ့ပြီလို့ပြောခဲ့ပါတယ်။